ုကလာမေးတယ်ဗုဒ္ဓဘာသာဝင်ဦးကြီးတွေကတဲ့ဒီကဘာပေါ်မှာနေပြီးတော့တခြားသောစကြဝဠာနဲ့ပြီးမှဘာကြောင့်များရတာလဲတဲ့ ိုသူတို့ဘုဒ္ဓသာပေမှာအသက်ပညာတစ်ခုကိုအလွဲသုံးသပ်လွတ်လပ်လို့အဝိသိငရဲကိုကြားတဲ့ပုဂ္ဂိုလ်တည်းဆိုတာရှိပါသူရဲ့တရားငသွန်ပေါ့အဲ့ဒီငသွန်ကနေပြီးတော့ဘာတတ်တယ်လဲဆိုလို့ရှိရင်သူကဂဲပြတဲ့နေမှာသူကအရန်တက်လာညောင်မေအောင်မှာကလေးတို့ကနေပြီးတော့သားတို့ကိုဟိုနွားရုပ်လုပ်ပေးပါဆိုပြီးတော့ခါမှာသူကအဲ့ညောင်မေရော့ပုံပြပြတယ်ဂဲနဲ့ပြတာအဲ့ဒီဂဲညောင်မေက လေးလူတွေနွားရဲသူနွားရုပ်မြင်းသူမြင်းကျဲသူကျဲသင်တို့သင်အဲ့ဒီရဲ့ပေါ်မှာတော့လုပ်ပြီးရှိတယ်အဲ့ဒါကိုဘင်းကတိတဲ့ခါမှာအဲ့ဘင်းရဲ့ဘားတော်မှာကလည်းဖြစ်ကျင်တော့တကားများတဲ့ပုံနာရှိတယ်အဲ့ဒီပုံနာကိုသုံးမချင်လို့ဆိုပြီးအဲ့ဒီမဆုံကိုခေါ်ပြီးတော့ပုံနာပသက်တဲ့ကိုကလန်ကနောက်ကိုရနေပြီးတော့ပြစ်ခိုင်းပါလေသိချီးတယ်နောက်ပိုင်းပုံနာတိတဲ့ခါမှာနောက်ပိုင်းတကားပြောတော့အဲ့ဒါကိုဘင်းကနားအေးတယ်ဆိုပြီးတော့ငါငါချမ်းသာကြငါဆရာရောက်ပြီးတော့ အဲ့ဒီငဆွမ်းကိုခေါ်ပြီးတော့သူ့တွေချင်းမြင်ပါတယ်အဲ့ဒါကိုရွာတွေကလူတွေကသိတဲ့ခါမှာငါလည်းဒီတက်ကိုတအောင်တင်ပြီးတော့အဲ့ဒီငဆွမ်းတီမှာသွားတင်လာတက်ပညာငဆွမ်းကတင်ပြီးတယ်အဲ့ဒါကိုသူကဒီတက်ပညာကိုတန်းတက်မဲ့ဆိုပြီးတော့သွားတန်းတဲ့ခါမှာသူ့ရကနေပြီးတော့ငါတပည့်တန်းမဲ့ဆိုလို့ရှိလို့ရှိရင်ဟိုအမေဖေမရှိတဲ့ပုံမှာတန်းဆိုပြီးတော့တန်းတဲ့ခါမှာသူကဘာကိုပြစ်တယ်လဲဆိုရင်ရှင်ပြစ်စက်ကဘုရားပေါ့ ဒီအရှင်ကတော့ဖေးလည်းမရှိအမေလည်းမရှိဘူးမိဘမဲ့ပါဆိုပြီးတော့ဘယ်နဲ့ပြစ်တာဥသွင်းနားလည်းမရှိရည်ဟိုညာဘက်နားစားပြီးလို့ရှိရင်ဘယ်နားထွက်တယ်ဘယ်နားစားပြီးရင်ညာဘက်နားထွက်တယ်သူကအဲ့လိုတန်းတာတန်းတဲ့အခါမှာပြစ်စီကဘူရာကနေပြီးတော့နောက်ပိုင်းအဲ့ဒီဝေဒနာနဲ့ပဲပြင်းနေမှာတန်သွားပါတယ်နောက်ပိုင်းသူ့ကိုကိုယ်ွယ်တဲ့လူတွေကအာငါတို့ရဲ့အရှင်မရှိတော့ဘူးခုနက ့သွန်တယ်ပြောရရင်ပြီးတော့ဟောငါပြက်လို့တေးသွားပြီဆိုတော့သူ့ကိုဝိုင်းနေတယ်သူကတေးသွားအဲ့ဒီညမှာသူကပွဲချင်းပြီးတေးသွားတာတေးတဲ့ခါမှာအဝိဇ္ဇငရဲ့ကိုကြားသွားပါတယ်ဒါကဘာလဲသူကအတ္တပညာကိုအလွဲသွန်းသားလုပ်လို့ဖြစ်ပါတယ်ဟိုသူတရားကြတော့အတ္တပညာကိုကောင်းကောင်းမွန်မွန်အသုံးချလို့ဘယင်းရဲ့မသမှုကိုခံရတယ်သူကကြတော့အတ္တပညာကိုအလွဲသွန်းသားလုပ်လို့အဝိဇ္ဇငရဲ့ကိုကြားတယ်အခုလည်းဒီလိုပါပဲ AI ဒီပညာကိုအသုံးပြုပြီးတော့ မမှန်ကန်ကအတုံးပြီးတော့ကောင်းကျိုးရတဲ့သူတွေရှိတယ်လို့အခုတို့ဟိုမဟုတ်မှန်ကန်ကြီးတုံးပြီးတော့လမ်းပြောက်မှမဟုတ်တဲ့ကြုံမြင်မိပါတယ်ပါကျုပ်ဆရာတော်ကြီးကခရိယံတကာတရားရဲ့အတက်ကိုကဲတင်လိုက်တယ်လို့ပြောရင်တင်ယုံမှာလားဒါကိုဥဒင်းကိုအဲ့ဒီကိုကိုကိုတက်တည်မဲ့ခရိယံတကာကနေဥဒင်းကိုလာ ပြောပြတာဖြစ်ပါတယ်သူအခုဗုဒ္ဓဆာပေသူကိုလေ့လာနေပြီးတဲ့ ဘယ်လိုလေ့လာမှလာမေးတယ်ပြီးရင်သူ့ရဲ့အကြောင်းတွေကိုဥစဉ်အကုန်ပြောပြတယ်ဥစဉ်ကလည်းခွင့်တောင်းတယ်သူကလည်းဟိုဗီဒီယိုလုပ်ခွင့်ပြုပါတယ်သူကကိုဘက်မှာဖြစ်တဲ့အခါမှာအကြောင်းတွေကိုအကုန်ပိတ်အဲဒီကမှာသူကလည်းအပြင်ကနေလွယ်လွယ်ညာဘက်သူတို့ချင်း online ကနေငွေရှာငွေရှာတယ်နောက်မှကြားတဲ့အခါမှာသူ့ကိုအဲ့ဒီအလုပ်ကနေပြီးတော့ဟိုမတရားဆက်သွဲမှုနဲ့သူသူကအလုပ်တုတ်သွားတယ်သူ့အမေကလည်းတေသွားတယ် ထပ်ဆိုကျွန်တော်သူ့ရဲ့ကောင်မလေးကလည်းသူ့ကိုတိတာဖောက်ပြီးကြွေရမှာဖောက်ပြန်တယ်။ဒါကိုသူတိတဲ့ခါမှာစိတ်ရအញ្ញညစ်ပြီးတော့ကိုကိုကိုတက်တည်ဖို့လုပ်ပါတယ်။ကိုကိုကိုတက်တည်တာငါရဲ့ဒီဒုက္ခလမ်းမြောက်ကြောင်းပဲဆိုပြီးတော့တွေးပါတယ်။ဒါကစိတ်ကြအင်မတန်ကြာနေသူတွေရဲ့လက္ခဏာပဲ။အဲဒီခါမှာသူကညာဘက်မှာအဲ့ယူကျူကနေပြီးတော့ဦးဇင်းတို့ရဲ့ပါကျဲဆရာတော်ဤတောင်ကြာနာနာမနာဘေးနတရားကိုနားတဲ့ခါမှာသူရဲ့တိတ်တွေကအရန်ကိုအေးချမ်းသွားတော့သူတိရရဲ့။အဲ့ဒါနောက်တန်းသူက ဒီဗုဒ္ဓသဘေတွေကိုလေ့လာလေ့လာပြီးတော့သူကဥစဉ်လာပြီးဥစဉ်ဗုဒ္ဓသဘေကိုဘယ်လိုလေ့လာမှာလဲတပည့်ရအခုစလေ့လာနေပြီတပည့်ရခရင်ရမှာတပည့်ရလာပြောတယ်ဥစဉ်ကလည်းဒါတွေကိုလေ့လာဒါတွေကိုဖတ်ပြီးတော့သူတိုက်တွန်းလိုက်ပါဘယ်ညာကလူကြောက်ရဲ့စကားတခွန်းကလူကြောက်ရဲ့ဘဝကိုအများကြီးပြောင်းလဲစေတယ်ဆိုတာဒါကအဓိပ္ပာယ်ပဲဥပမာပါဠိသတ္တရကသူ့ကိုအတပြေးကနေကဲတာမဟုတ်ပါဘူး ။ဘာကကဲတာလဲဆိုရှင်အဲ့ဒီသူဟောတဲ့တရားကကဲတာပါ။နော်။အဲ့ဒါကိုအကြောင်းအကျိုးသက်ပြီးတော့ဥပစာတင်လို့ရှိရင်ပါကျဲဆရာတော်ကြီးကဲတင်တာဖြစ်သွားပါလေ။နော်။ဒီပါကျဲဟောတော်ကဗုဒ္ဓဟောတဲ့တရားပါပဲ။ဗုဒ္ဓရဲ့သဗ္ဗေကဗုဒ္ဓတရားတော်ကသူ့ကို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 တက်တည်တဲ့ဘေးကနေပြီးတော့ကဲတင်တယ်ဆိုတဲ့မမှားပါဘူး။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ဗုဒ္ဓမြတ်စွာနဲ့အရှင်ဒီဝဒတ် ဘယ်ကနေစပြီးတော့ရန်ညှိုးဖွဲ့တာလဲဦးဇင်းတို့တော်တော်များများကိုဖတ်မယ်ဆိုလို့ရှိရင်အရှင်ဒေဝရအလောင်းကသူကမျက်စက်ပြားကိုပြည့်ပြီဆိုလို့ရှိရင်ရန်ဖြစ်လေရှိပါပြဿနာရှာလေရှိပါသူကဖျားနဲ့မတွေ့ရင်သူ့ရဲ့တိတ်သက်ကအကောင်တလူကောတိတ်သက်ကောင်သူတော်ကောင်ဦးဇင်းတို့ကောဓမမြတ်ဖျားအလောင်းနဲ့တွေ့လို့ရှိရင် သူ့ရဲ့စိတ်ကဖောက်ပြန်သွားတယ်ပုံမှန်သူကဟိုနှစ်အတင်ချီတော့ပါရမီဖြစ်ပြီးသွားပြီဒါကြောင့်မြတ်သက်ပြားကသူမြေမြိုတဲ့အခါမှာမြတ်သက်ပြားကိုသူကအယိုးတင်နေပူတော်ပြီးတော့တောင်းပန်ဝင်ချတဲ့အခါမြတ်သက်ပြားကနောင်ကဘာတသိန်းလုံလို့ရှိရင်သူကအထေတရဘွဲ့အမည်နဲ့ပိစေကဗုဒ္ဓဖြစ်မယ်လို့မိတ်ထားပါဗျာတိပြထားပါတယ်သူကပိစေကဗုဒ္ဓကဟိုနှစ်အတင်ချီနဲ့ကဘာတသိန်းဖြစ်တဲ့အတွက်သူဒီ ရှေ့မှာနှစ်အတင်ရှိတော့ပါရမီဖြည့်ပြီးထားတဲ့အာသာနေဖြစ်ပါတယ်။သူကဘာကြောင့်မျက်စက်ပြောက်တွေ့ရင်သူကရန်ညိုးဖွက်တာလဲသူလို့ရှိရင်ဦးသူတို့ငယ်တော့တင်ပါတယ်ငါးတန်းမှတော့လေအစားတုန်းကရွေးကုန်တယ်ဆိုကြ။အဲဒီအဲဒီဘွားကသားလာပဲ။အဲဒီဘွားကသားပြီးသူကမျက်စက်ပြောက်ကိုရန်ညိုးဖွက်တာ။သူကဦးသူတို့ဖျားလောက်မတွေ့ရင်သူကသူတော်ကောင်းထိတ်တက်အင်မတန်ကောင်းတာ။ နော်သူကဖျားဟုတ်တပြီဆိုချင်းသူရဲ့တိတ်တွေဖောက်ပြန်ပြီးရကျွန်ုပ်ဖွဲ့တယ်ဦးဇင်းတို့မြတ်ပြားဟိုဝိရဏမဝါစရုံးဟာလေကဆိုင်တာအဲ့ဒီဝိရဏတဲ့မြို့ကိုအတိတ်ပဲဖွင့်တဲ့အခါမှာဘလို့ဖွင့်တယ်လဲဆိုလို့ရှိရင်ဟိုမြတ်ပြားကိုရညုစဖွဲ့တဲ့မြို့ဆိုပြီးခေါ်တာဖြစ်ပါတယ်အဲ့ဝေဒနာလေးပဲပါလဲဆိုလို့ရှိရင်ဝေဒန်အိထသာတန်ဒီဝေဒန်သာအိထအိမြို့မှာဝေဒန်ရံကိုသာတန်သတင်ဖြစ်တာ အဲ့ဒါကြောင့်ဝိရဏမျိုးလို့ခေါ်တာဖြစ်တယ်အဲ့ဒီဝိရဏမျိုးနေရာမှာရွေးကုန်တဲ့ဘွားကနေပြီးတော့ရန်ညိုသဖွဲ့တာဖြစ်ပါတယ်လူတယောက်ကလာမေးတယ်ဗုဒ္ဓဘာသာဝင်ဦးကြီးတွေကတဲ့ဒီကဘာပေါ်မှာနေပြီးတော့တခြားသောတကြဝလာနေပြီးမှဘာကြောင့်များရတာလဲတဲ့အဲ့ဒါကကြတော့ဦးဇင်းဗုဒ္ဓဘာသာက ဥသိန်းထင်တယ်လို့ဆိုရင်တော့ပညာဟောဉာဏ်ပညာဟောအဓိကထားရတဲ့ဘာသာဟောသူဉာဏ်ပညာနဲ့တဲ့သူတွေကဗုဒ္ဓဘာသာကိုယုံကြည်ဖို့တိတ်ခတ်တယ်။ဘာကြောင့်လဲဆိုဗုဒ္ဓဘာသာကလက်တွေ့နဲ့ညီတဲ့ဘာသာသူတို့လေဒါကြောင့်ဉာဏ်ပညာအားနဲ့တဲ့သူတွေကဗုဒ္ဓဘာသာကိုကိုးကွယ်ဖို့ခတ်တယ်။လူတို့များများကသူကအာကိုရရှာခြင်းတာပြင်ပကိုပဲအာကိုခြင်းတာကိုကိုကိုအာကိုခြင်းတဲ့အင်တန်နေတယ် နော်ပြီးတော့မေတ္တာပြသောဉာဏ်ပညာကိုအဓိကထားတာဖြစ်သည့်အတွက်ကြောင့်သူတရားဟောလို့ရှိရင်လက်မြမှာဥည်တဲ့ပိုးပြီးများတယ်ဥမာလူကဟိုတရားတော့ပဲဖြစ်တယ်ဆိုလို့ရှိရင်တခြားတော့တကြဝဠာကလက်မြမာတွေကဂရေနဲ့ရှိဖြစ်တာဥဒိနမေတ္တာပြဟိုတရားဥဓမ္မတရားဟောတဲ့အခါမှာလည်းအရှင်ကွန်းတင်ရတပါးပဲလူပေါ်မှာဆိုလို့ရှိရင်အရှင်ကွန်းတင်ရတပါးပဲ တောတာပန်တီရယ်ဟိုတခြားသောတခြားဝလာကနတ်ပြည်မကြီးကြတော့တရှိခရီအလောင်းกว่าပြီးတော့ဗုဒ္ဓဘာသာဝင်တွေပဲတည်တန့်ရှိတယ်ဘုံ၅ဘုံရှိတယ်တုဒ္ဓဘာသာ၅ဘုံအဝိဟာအတ္တပါသူတ္တတူတ္တိအကနိဌာတူပြီးတော့ဘုံ၅ဘုံရှိတယ်အဲ့ဒီဘုံ၅ဘုံမှာရှင်သန်နေတဲ့ပြမာတွေကဗုဒ္ဓဘာသာဝင်တွေကြီးပဲနော်ဘာကြောင့်လဲဆိုတော့သူတို့ကဉာဏ်တားကြီးတယ်ဉာဏ်ပညာထက်မြက်တယ် ဒီလူပြည်ကလူတွေကြတာအဲ့လိုမဟုတ်ဘူးပြင်ပကိုပဲအာကိုချင်းသိပ်များတာဒါကလည်းတိတ်အထူးဆန်းမဟုတ်ဘူးဘာကြောင့်လဲဆိုရင်ကဘာဥတုတွေကဒီလိုလေမွန်နဲ့တိုက်တာလို့အဲ့ဒါမှာမူတပြတာတွေကိုသူကပြင်ပကဖန်သိရှင်လက်တွေကလို့လို့ထင်တယ်ထင်တဲ့အခါကျတော့သူတို့ကိုပဲပူဇော်ပါတာမယ်ဆိုလို့ရှိရင်ဒီဘေးရတွတ်မယ်အဲ့ဒါကြောင့်သူတို့ကပူဇော်ပါတာတယ် အဲ့ဒီပူဇော်ပါတာအခါမှာပဲထန်တိကြွေခိုက်ကျင်းနှင်းခိုက်တူတူလိုပဲမတိုက်တူဟောအဲ့လိုဆိုရင်ဒီလေမုံတိုင်းတိုက်လာတဲ့လူကငါတို့ကိုကွယ်နေတဲ့ဒီနှစ်တိကလောက်လာဆိုပြီးသူကထင်ရသွားတယ်ပြီးရင်သူတို့ရဲ့တားတင်မိတဲ့ကအဲ့ဒီအယူဆွဲလေးကိုလက်နဲ့ကမ်းတဲ့အခါမှာလက်နဲ့ကမ်းတဲ့အခါမှာအဲ့ဒီအယူကလည်းမျိုးရိုးပြီးသားအရာပါလာတယ်ဒါကြောင့်လူတယ်မများက န်သေးရှင်ကိုအာကုဒ္ဒများတယ်ပြင်ပကိုအာကုဒ္ဒများတယ်ဦးဇင်းဗုဒ္ဓဘာသာကြတော့ကိုကိုကိုအာကုရတာဒီအချက်ကြောင့်ကဘာမှာဗုဒ္ဓဘာသာမှာဥယျာဉ်နေပြီးတော့နေပြီပြမပြီဒီမှာတခြားတော့တခြားလာမှာဗုဒ္ဓဘာသာဥယျာဉ်များတယ်လို့ဦးဇင်းကမြင်ပါတယ်